။ငလျင်လှုပ်သွားတာကိုပြည့်ရဲ့ပြုပြီးတော့တချို့ကအပြော်ပြက်လှုပ်ပြီးစော့နေကြတာတွေကိုမြင်နေကြနေရပါတယ်။သူတစ်ပါးတွေဒုက္ခရောက်နေတဲ့အချိန်မှာဒါမျိုးလုပ်ရက်တွေလုံးဝမလုပ်သင့်ပါဘူး။အလုံးပဲမင်္ဂလာပါဒီတခါတော့ဥစဉ်မေခွန်းဖြေမှာမဟုတ်ပါဘူးပြောစရာလေးရှိလို့ပါနော် ဦးစင်းတို့မြန်မာနိုင်ငံမှာမလျင်လှုပ်သွားတဲ့အတွက်ပစ္စည်းဥစ္စာများဆုံးရှုံးပျက်စီးပြီးလူအများသေချာပျက်စီးကြတာကိုအားလုံးသိကြမြင်ကြတဲ့အတိုင်းပါပဲအဲ့ဒီလိုမလျင်လှုပ်သွားတာကိုပြည့်ရဲ့ပြုပြီးတော့တချို့ကအပျော်ပြက်လှုပ်ပြီးဆော့နေကြတာတွေကိုမြင်နေကြနေရပါတယ်သူတစ်ပါးတွေဒုက္ခရောက်နေတဲ့အချိန်မှာဒါမျိုးလုပ်ရက်တွေလုံးဝမလုပ်သင့်ပါဘူးလူကိုပါဠိလိုမနှုတ်တာလို့ခေါ်ပါတယ် ဘာကြောင့်မနုဿလို့ခေါ်တာလဲဆိုရင်ကုသလံအကုသလံဓမ္မံဇာနာတိမနာတိတိမနုသောကုသိုလ်အကုသိုလ်တရားတို့ကိုခွဲခြားပြီးသိတယ်လုံသိမ့်မလုံသိမ့်ဆိုတာကိုခွဲခြားပြီးသိတယ်အမှားနဲ့အမှန်ကိုခွဲခြားပြီးသိတဲ့သူကိုမနုဿလူလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်တရိစ္ဆာန်မှာအဲ့ဒီလိုအသိတွေမရှိပါဘူးနော်မိမိကလူသားဆင်စစ်ဖြစ်ပါရဲ့နဲ့လုံသိမ့်မလုံသိမ့်ဆိုတာကိုခွဲခြားမသိပဲထင်ရှားလောက်နေမယ်ဆိုရင်လူတရိစ္ဆာန်ဖြစ်သွားပါလိမ့်မယ် လူသားစင်စစ်ကနေလူတရိတ်ဆန်ဖြစ်ရတာဟာအမှန်တမ်းမမျက်နာပါလေဒါကြောင့်မလုတဲ့မလုထိုက်တာတွေကိုမလုပါနဲ့သူတစ်ပါးတွေဒုက္ခရောက်နေတဲ့အချိန်မှာမိမိကတတ်နိုင်တဲ့လောက်ကိုယ်ဤဆောင်းပါခြင်းနှုတ်ဤဆောင်းပါခြင်းနဲ့ကုညီဆောင်းလျှောက်ပါနောက်ဆုံးမဆောင်းလျှောက်နိုင်ဘူးဆိုရင်တောင်မှသူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်အောင်မလုပါနဲ့နော်အားလုံးတဘာဝဘေးဒဏ်အပေါင်းမှကင်းဝေးကြပါစေ ARD တိုင်းမော်လမြိုင်ကျုံမြို့မှာမက်ဆလ24ရက်နေ့က ငွေသားနဲ့ရွှေတဲ့အချို့ကောက်ရခဲ့တဲ့လူငယ်တွေကပိုင်းရှင်ကိုလိုက်ရှာပြီးပြန်ပေးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ GSM ဖူးဆဲကွင်းမှာဘောလုံးကစားနေတဲ့ဝန်နိုင်လင်းစုံနဲ့လူငယ်ရှေဦးဟာငွေသား73သိန်းကျော်နဲ့ရွှေတဲ့တွေပါဝင်တဲ့အိတ်ကူကောက်ရခဲ့ပြီးပိုင်းရှင်တွင်သိအောင်အတန်ချဲ့ဆက်နဲ့လိုင်းလံကြီးညာခဲ့ပြီးပိုင်းရှင်ကိုပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ရိုးသားတဲ့နှုံရဖြစ်လို့မော်ကျုံမြို့တာလူငယ်တွေကိုနေစားပုံယူစရာပါလို့မျိုးပန်တူက ARE Times ကိုပြောပါရယ်။အဆိုပါအိပ်ပိုင်ရှင်တွေဟာနေကနေဈေးဝယ်လာတဲ့အမျိုးသမီးကြီးနှစ်ဦးရဲ့အိပ်ဖြစ်ပြီးဈေးဝယ်လာစဉ်ကြပြောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်။အိမ်မှာပါဝင်တဲ့ပစ္စည်းတွေကိုမှန်ကန်အောင်ကြိုးဆူနိုင်တာကြောင့်အိတ်ကိုပြန်လဲပေးရရမှာငွေကြေးအချို့ပေးပေမဲ့လည်းကောင်းရတဲ့လူငယ်တွေကလက်မခံခဲ့ဘူးလို့သိရပါရယ်။ အဆိုပါညံရီရဲ့လူရက်နဲ့ပတ်သက်ပြီးဒေသခံတွေကလူမှုကွန်ရက်မှာဖော်ပြခဲ့ကြပြီးနောက်ပိုင်းဝင်ရောက်ကြည့်ရှုသူတွေကချီးကျူးကပြန်လည်မျှဝေသူများပြားနေပါတယ်ဒီဗီဒီယိုဖိုင်လေးကိုမြင်ရတဲ့အခါမှာဝမ်းသာပီတိဖြစ်မိတယ်လို့ဂုံလဲယူမိပါတယ်နော်ဘာကြောင့်လဲဆိုရင်အဲ့ဒီမော်လမြိုင်ကျွမြို့လေးဟာဦးစင်းရဲ့မွေးရဇာတိမျိုးလေးလည်းဖြစ်တယ်လို့ဦးစင်းပညာသင်ကြားခဲ့တဲ့မျိုးလေးလည်းဖြစ်တဲ့အတွက်မိမိရဲ့မျိုးလေးမှာ ဒီလိုပုံကူမျိုးတွေရှိပါလားလို့တွေးမိပြီးဝန္တာပိဋိဖြစ်ပြီးတော့ဂုံယူမိခြင်းဖြစ်ပါတယ်ကာယတတိစိတ်တတိစာရိတတတိရယ်ဆိုပြီးတတိ၃မျိုးရှိပါတယ်ကာယတတိဆိုတာကတော့တပ်ပုတ်တိုက်ခိုက်တာကိုပြောတာပါအဲ့ဒီလိုတတိမျိုးကတော့လူမပြောနဲ့တရိษံမာတော်ရှိပါတယ်ဒါကဘာမှအထင်ကြီးစရာမဟုတ်ပါဘူးเนาะစာရိတတတိဆိုတာကတော့ကိုကျင်တရားကောင်းတာကိုပြောတာပါ စိတ်တတ္တိဆိုတာကတော့စိတ်ကောင်းစိတ်ညံ့ရှိတာကိုပြောတာပါစရိတ္တတ္တိနဲ့စိတ်တတ္တိဟာလူတိုင်းမှာမရှိနိုင်ပါဘူးနော်အခုလို့သူတစ်ပါးပစ္စည်းကိုပြန်ပေးတယ်ဆိုတာဟာမပစ္စည်းမဟုတ်ရင်မလိုချင်ဘူးဆိုတဲ့စရိတ္တတ္တိနဲ့သူတို့ပစ္စည်းသူတို့လက်ထဲပြန်ရောက်ပါစေဆိုတဲ့စိတ်တတ္တိကြောင့်ပြန်ပေးနိုင်တာဖြစ်ပါတယ်စရိတ္တတ္တိနဲ့စိတ်တတ္တိသမားတွေပေါ်ပေါက်လေးလေးလူအများကောင်းကျိုးဖြစ်လေလေးပဲဖြစ်ပါတယ် ဒါကြောင့်အဲ့ဒီလိုပုံကူများများများပေါ်ပေါက်ပါစေလို့ဆုတောင်းပါတယ်နော်ဆရာတော်ဖရာတပည့်တော်ကိုမေးလျှောက်ခွင့်ပြုပါဖရာတကြံတွင်မှာသင်္ကန်းဝတ်တဲ့အခါမိမဖြစ်သူကယောက်ျားဖြစ်သူကိုယဟန်ခံပေးလို့ရပါသလားအရှင်ဖရာအမှားများပါသွားရင်ခွင့်လို့သိခံပေးတော်မူပါဖရာတဲ့ရပါတယ်နော်ယဟန်လောင်းမှာယဟန်ဖြစ်ထိုက်တဲ့အင်္ကာရက်တွေနဲ့ပြည့်စုံနေမယ်ဆိုရင်ဘယ်သူမှမဆိုယဟန်ခံပေးလို့ရပါတယ် အဲ့ဒါကိုနားမလည်တဲ့လူတချို့ကမိမဖြစ်သူကယောက်ျားဖြစ်သူကိုယဟန်ခံပေးလို့မရဘူးဟုလွမ်းမစွာ ပြောဆိုနေကြတာတွေကိုမြင်နေကြနေရပါတယ်။အဲ့ဒီလိုပြောဆိုချက်တွေဟာအောင်မြင်သွားမယ်ဆိုရင် ပြောဆိုသူမှာပုံညာတရေထိုက်တတ်ပါတယ်။ပုံညာတရေထိုက်တယ်ဆိုတာဘာကို ပြောတာလဲဆိုရင်မိမိကသူတစ်ပါးကုသိုလ်ကောင်းမှုပြုနေတာကိုဖျက်ဆီးမိတဲ့အခါမှာမိမိကုသိုလ်ကောင်းမှုပြုတဲ့အခါအဖြစ်သမားပေါ်လာပြီးဖြစ်လျက်ဘဝတိုင်းမှာ တကိုးချိန်ဝါအာနာဥစ္စာဒနာမရှိတဲ့အဆိုကျိုးခံစားရတာကိုပြောတာပါဒါကြောင့်ဘာမှနားမလည်ပဲနဲ့မပြောမိပါစေနဲ့เนาะယဟန်လောင်းမှာယဟန်ဖြစ်ထိုက်တဲ့အင်္ဂါရက်တွေနဲ့ပြည့်စုံနေမယ်ဆိုရင်ဘယ်သူမှဆိုယဟန်ခံပြီးလို့ရပါတယ်အားလုံးပဲမင်္ဂလာပါဥစဉ်ရဲ့တက္ကမတယောက်ကအကောက်တစ်ခုကလိမ်ပြီးအလှခံကြောင်းဥစဉ်ကိုပြောပြလာပါတယ်အဲ့ဒီအကောက်ကတော့ဒီအကောက်ပါအကောက်နာမည်ကရွှေဆက်တော်ဘူပါရိတ်တာတဲ့ ဖုန်ကြီးပုံကိုလည်းယူသုံးထားသလိုအကောက်ကလည်းအတူဖြစ်ပါတယ်။သူပြောထားတာကိုဦးစင်နည်းနည်းဖတ်ပြမယ်နော်။တကယ်မှចောင်းမှလာရောက်ရှူတန်းလို့ရတယ်လို့လာဖို့ခက်ခဲရင်ကေဘေးဝေဘေးကနေဝိထုငွေထည့်နိုင်ပါတယ်။ဖုန်ဖုန်ရိတ်တာကမန္တလေးတိုင်းစင့်ခိုင်မြို့ကရွှေဆက်တော်ဘိုးဘွားရိတ်တာပါတကယ်မှဖုံဖုံရဲ့ KB နံပါတ်က39 88269 6839ဇော်တိကပါတကမားတဲ့ ဘွဲ့နာမည်ကလည်းဦးစင်းရဲ့ဘွဲ့နာမည်နဲ့လာပြီးတူနေပါတယ်ကေဘေးကနေမလူပဲနဲ့သူ့ပေးတဲ့လိပ်စာအတိုင်းစုံစမ်းပြီးတွားရောက်လှူဒန်းတဲ့အခါမှာဖူရောက်တော့သူတို့တွေဟာအဲ့ဒီလိုမျိုးလိုင်းပေါ်မှာအလှူမခံကြောင်းသူတို့နာမည်တွေနဲ့လိမ်ပြီးတော့လိုင်းပေါ်မှာအလှူခံတဲ့အတွက်ကြောင့်အလှူရှင်တချို့သူတို့စီကိုခဏခဏရောက်ရှိလာကြောင်းပြောပြပါတယ်သူပေးတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ကြည့်တဲ့အခါမှာလည်းပဲဆက်သွယ်လို့မရပါဘူး။နောက်ဆုံးဦးသိန်းရဲ့ဒကမကိုဘလော့သွားပါတယ် ။တွားလှူတဲ့ပမာဏကတော့စံအိတ်ဆယ်အိတ်နဲ့အသုံးဆောင်ပစ္စည်းမုတ်ဘဲဒေသာများအပါအဝင်ငဝကာမအလှူတော်ငွေ85သိန်းကျပ်ဖြစ်ပါတယ်။ကိုယ်တိုင်တွားရောက်မလှူတမ်းပဲနဲ့သူပြောတာကိုယုံပြီးကေဘေးကတာလှူလိုက်မယ်ဆိုရင်ဒကာဒကာမတွေချွေးနေစားနဲ့ရှာထားတဲ့အဲ့ဒီပစ္စည်းတွေဟာလူလိန်နောက်ကိုပါသွားမှာဖြစ်ပါတယ်။အခုတော့တကယ်လိုအပ်တဲ့ကြောင်းကိုတွားရောက်ပြီးလှူလိုက်ပါပြီနော်။ဒီလိုလူလိန်တွေကိုဦးစင်းတို့တို့တွေက တရားဟောပြောပြီးဆုံးမလို့မရပါဘူး။ဘာကြောင့်လဲဆိုရင် သူတို့တွေဟာတဘောတနက်စာကောင်းစားရေးကိုသာကြည့်ရှုတဲ့ပုံကိုယ်တွေဖြစ်လို့ပါ။ဦးဇင်းတို့တရားဒဂါမတွေကသာပဋိပညာရှိရှိနဲ့အဲ့ဒီလိုလူလိန်တွေကို ရှောင်ရှားတက်ဖို့လိုပါတယ်။အခုလိုပြောပြတယ်ဆိုတာကလည်းပဲဒီလိုလူလိန်တွေရန်ကနေကင်းဝေးဖို့ပြောပြတာဖြစ်ပါတယ်။အားလုံးလူလိန်များရန်ကကင်းဝေးနိုင်ကြပါစေ။အရှင်ဖေရမတိလို့မေးကျင်ပါတယ်ဖေရ။ အထက်လန်းဆရာပယောဂကုတဲ့ဆရာတွေကဗုဒ္ဓအစုံအမနဲ့ညီပါတလားဖေရတဲ့ခဏရသားသမီးတွေကောင်းကျိုးဖြစ်ဖို့အတွက်မေတ္တာရှိထားပြီးကုသားတဲ့အထက်လန်းဆရာတွေဆိုရင်တော့ဗုဒ္ဓအစုံအမနဲ့ညီယုံတယ်မကဘူးကုသူပါရပါတယ်နော်ဖရာရှင်ကိုတော်တိုင်လည်းပဲတခါတုန်းကပယောဂကုတဲ့အလုပ်ကိုလုပ်ခဲ့ဘူးပါတယ်ဝိနည်းမဟာဝါပါဠိတော်မှာကရဒိဏကဘာဒဆိုတဲ့စုံမကချစ်လို့ပေးတဲ့ဈေးကို စားမိတဲ့အတွက်ယဟန်တပါးဟာဆုံးပြူစားခြင်းခံရပါတယ်။အဲ့ဒီအကြောင်းအရာကိုဖျားရှင် သိရှိတော်မူတဲ့အခါမှာတိတာလောလီလို့ခေါ်တဲ့ထွန်သွားမှကတ်နေတဲ့ရှင်ခဲကိုအရေးဖြောတိုက်ပြီးတော့ကုသခဲ့တာကြောင့်အဲ့ဒီယဟန်ဟာဆုံးပြူစားခြင်းယောဂမှလွတ်မြောက်ခဲ့ပါတယ်။ဒါကြောင့်ဖျားရှင်ကိုတော်တိုင်လည်းပဲမေတ္တာရှိထားပြီးပယောဂကုသတဲ့အလုပ်ကိုတခါကလုပ်ခဲ့ဘူးတဲ့အတွက်အထက်လန်းဆရာပယောဂကုသတဲ့ဆရာတွေအနေဖြင့် မေတ္တာရှိထားပြီးတော့ခொနည်းသာသမီးတွေကိုကုသမယ်ဆိုရင်ဗုဒ္ဓအဆုံးမနဲ့လည်းညီတယ်လို့ကုသိုလ်လည်းရတယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်။ဒီဘဝမှာမိန်းကလေးဖြစ်ပေမဲ့နောင်ဘဝယောက်ျားလေးဖြစ်အောင်ဘာကောင်းမှုပြုလို့ရမလဲဖုံဖုံဖရားတဲ့။မိန်းမဘဝကနေယောက်ျားဘဝကိုရကျင်တဲ့အမျိုးသမီးတွေဟာအရွယ်ရောက်လို့ญาတိဥတုသေးတလားတစ်ချိန်တွင်ရခြင်း၊လင်းဤနောက်ကိုလိုက်ရခြင်း၊လင်းဤခြေရင်း၌အလုံချွေးပြုရခြင်း၊ကိုဝန်ဆောင်ရခြင်း၊တားဖွာရခြင်းဆိုတဲ့ မိမတွေရဲ့အဝေနိကဒုက္ခ၅ပါးကိုကြောက်ပြီးအဲ့ဒီဒုက္ခ၅ပါးမှလွတ်လွတ်တဲ့စိတ်နဲ့မိတိကုသိုလ်ကောင်းမှုပဲပြုပြုကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်းယောက်ျားဘဝကိုဆူတောင်းရမှာဖြစ်ပါတယ်။ဒါအပြင်ယောက်ျားဘဝကိုရကျင်တဲ့အမျိုးသမီးတွေဟာကာမိတုမိစ္ဆာစာရကံကိုအထူးရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ဖော်ပြပါအင်္ဂါရက်တွေနဲ့ညီမယ်ဆိုရင်ယောက်ျားဘဝကိုရနိုင်ပါတယ်။အရှင်ဖေယ၊လူမယ်ဆိုပြီးမလူပြစ်တာ အပြစ်ရှိပါသလားဖေယ။ဖြေပေးပါဖေယတဲ့။ လှူမယ်ဆိုပြီးမလှူပြစ်ရင်အပြစ်ရှိတယ်လို့တော့ဖះဟောမှာမရှိပါဘူးနော်သို့တော်လည်းပဲအင်္ဂုတ္တရနိကေသတုကနိပတ်အပ္ပနကဝတ်ဝါနိစတုံမှာတော့အရှင်သာရိပုတ္တရာမထေရကြီးကမြတ်စွာဘုရားကိုယောင်းကုံတွေလှူတာချင်းအတူတူတချို့သောကုံတွေတွေဟာအရင်ရှုံးကြတယ်တချို့သောကုံတွေတွေကြတော့ရှင်းမှန်းထားသလောက်အမြဲမရကြဘူးတချို့သောကုံတွေတွေကြတော့ရှင်းမှန်းထားသလောက်ပဲအမြဲရကြတယ် တချို့သောဂုံတွေတွေကြတော့ရီမှန်းထားတာထက်အမျက်ဆုံးပူရကြတယ်။ဘာကြောင့်ပါလဲဖရားလို့မြတ်စွာဘုရားကမေးလျှောက်ပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကခြစ်သားတာရီပုတ္တရာတချို့သော လူတွေဟာတမနာဗျမနာတွေကို ရှုမဲ့ပြောပြီးမလူကြဘူး။အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကိုယ်ရောကိုယ်တွေလုံမယ်ဆိုရင်အရင်ရှုံးတတ်တယ်။တချို့သောလူတွေကြတော့တမနာဗျမနာတွေကိုရှုမဲ့ပြောပြီး ကြီးမှန်းထားတဲ့လောက်မလို့ကြဘူးအဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကုံရောင်းကုံတွေလုံမယ်ဆိုရင်ကြီးမှန်းထားတဲ့လောက်အမြင်ဆုံးမရကြဘူးတချို့သောလူတွေကြတော့တမနာဗိမနာတွေကို ရှုမယ်ပြောပြီးကြီးမှန်းထားတဲ့လောက်ပဲလှူကြတယ်အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကုံရောင်းကုံတွေလုံမယ်ဆိုရင်ကြီးမှန်းထားတဲ့လောက်ပဲအမြင်အဆုံးရကြတယ်တချို့သောလူတွေကြတော့တမနာဗိမနာတွေကိုရှုမယ်ပြောပြီး ချီမှန်းထားတာထက်ပို၍လှူကြတယ်။အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကုံရောင်းကုံတွေလုံမယ်ဆိုရင်ချီမှန်းထားတာထက်အမျက်စွန်းပို့ရတယ်လို့ဖြေကြတော်မူပါတယ်။ဒါကြောင့်လူမယ်ပြောပြီးမလူဖြစ်ရင်အပြစ်မရှိတော့လဲပဲ။မလူဖြစ်သေးပဲနဲ့နှုတ်မကြွတာဟာအကောင်းဆုံးပဲဖြစ်တယ်လို့ပြောခြင်းပါတယ်။